ပိုင်းကွန်တို့မိသားစုပြဿနာကတော့သုံးသစားကိုအပြေမှန်တွေထွက်ပေါ်လာပြီပေါ့နော်အခုကျွန်တော်တို့နောက်ဆုံးဘာတွေသိရှိရလဲဆိုရင် ိုင်းတကွန်ရဲ့အမေဟာဒါပိုင်းတကွန်နဲ့သူမိမောက်ကိုတလောက်ကိုထောက်ပံ့ခြင်းဒါ3900တောင်းနေကြောင်းချားသီးရတယ်ပေါ့နော်ဆိုတော့ပိုင်းတကွန်မှာကအကူရှိတယ်ပြတဲ့ခါကျတော့ညီမရှိတယ်ပြီးတော့ညီရှိရပါတော့เนาะဆိုတော့အကူဆိုရဲဟာကလေဒါ short video လေးတွေရိုက်တလလုံးနဲ့ဒါဘာဝင်ငွေမှမမေရရရှိတယ်သူမဟုတ်ဘူးเนาะညီဆိုရဲကောင်ကလေအားလုံးလေးတီးကြရေးပိုင်းငွေညီကဒါ sponsor မမကြီးတွေနဲ့ဒါ pack အိတ်နေတူပေါ့เนาะဆိုတော့အခြေအနေတွေကဒီလိုရှိတယ်เนาะသူ့ညီက လည်းဒါပိုင်တကွန်ရဲ့တိတ်ခါကိုဟိုလာတုန်းကတော်တော်လေးကိုချထားခဲ့တာတွေ့ရတယ်เนาะဒါဘယ်လိုပြောရမလဲပိုင်တကွန်ရဲ့မိမเนาะမိမကပဲပတ်စံသိန်း နော်တရားနီးပါးလောက်ရှိတယ်အဲ့ဒါကိုပိုင်းနဂုံရဲ့ညီအတွက်ဆက်ပြီးခဲ့တယ်ပိုင်းနဂုံရဲ့ဒါနာမည်လည်းပြတ်သွားခဲ့သေးတယ်ပေါ့နော်ဆိုတော့ကိစ္စတွေကအများကြီးရှိတယ်အခုဘလို့ဖြစ်နေလဲဆိုတော့ပိုင်းနဂုံကတလောက်ဒိန်း900ထောက်ပဲ့နေရပြီးတော့ဒါသမီးသားစုလုံးအကူမီးသားစုကိုရောနော်ပြီးတဲ့ခါကျတော့နော်ညီနော်ညီမအကုန်လုံးကိုဒါလှုပ်ကျွေးနေရတဲ့ခါကျတော့ဘလို့ဖြစ်နေလဲဆိုတော့နော်ဒါလေးမြဖြူဖူးနဲ့ပေါ့နော်သူမိမနဲ့လုံးဝအဆင်မပြေတော့ပဲနဲ့ပြဿနာတက်နေပေါ့နော် ဒါကြောင့်မလို့ပိုင်းဇုံကတော့သူ့မိတို့ကိုဒီလိုဒီလိုရှိတယ်သူ့မှာလည်းအလုတ်ကအများရန်ကားရိုက်ရတာမဟုတ်ဘူးကြောင်ညာကအများရန်ရိုက်ရတာမဟုတ်ဘူးအစင်မပြူစရိနေထားမျိုးနဲ့ဒါသူ့မိကို complain တက်လိုက်တာမှာတော့ဒါသူ့မိန်းမကဗာပြောဆိုတော့ရဲရဲဆန်ဆန်ပြောဆိုမှုတွေကလုံးဝအူပြဿနာသက်စေတာဖြစ်တဲ့အတွက်အခုလိုမျိုးပြဿနာတွေဖြစ်ကုန်ကြောင်းဖြစ်ကုန်ကြောင်းကြားသိရပါတယ်ဗျာတကယ်ကိုမှစိတ်မကောင်းပါဘူး